မင်္ဂလာပါယနေ့အတွက်ထူးခြားတဲ့မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုဦးအောင်မင်းစူးစီးတင်ဆက်ထားတာပါကျွန်တော်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တော့အဓိကအဖြစ်တော့လာမယ့်ဒီဇင်ဘာ28ရက်နေ့မှာ2025ခုနှစ်ရဲ့ကျွန်တော်အထွေထွေရွေးကောက်ပွဲပေါ့နော် January election ခေါ်မှာပေါ့အထွေထွေရွေးကောက်ပွဲကစတင်တော့မယ်အဲ့လိုအထွေထွေရွေးကောက်ပွဲစတင်မှုအတွက်ပါတီတွေစီစစ်တာတွေကိုယ်စားလှယ်တောင်းတွေစီစစ်တာတွေပြီးသွားတဲ့နောက်ပိုင်းမှာမနေ့ကပေါ့နော်28ရက်10လ2025ပေါ့နော် မနေ့ကစပြီးတော့ဟိုတရားဝင်ဒီကိုယ်စလဲလောင်းနေနေပေါ့နော်တရားဝင်ရေကောက်ပွဲမဲဆက်ပိုင်ခွင့်ညရသွားပြီအဲ့လိုရပါတဲ့အချိန်မှာပဲဘာဖြစ်လဲဆိုတော့အဲတချို့ပါတီတွေကရေကောက်ပွဲကျင်ညာစာတမ်းတွေထုတ်ပြန်ကြသလိုတချို့ပါတီတွေကလည်းအွန်လိုင်းဆိုင်မုတ်တွေတင်တာကိုကျွန်တော်တို့တွေ့ရတယ်เนาะမနေ့ကဆိုလို့ရှိရင်ဒီသတင်းတွေပရင်းစာမျက်နှာတိုင်းလိုလိုမှာဝေဝေဆရာတွေ့ရတယ်အကောင့်ဘက်ကဝေဖန်တဲ့လူရှိတယ်လို့အဆိုဘက်ကဝေဖန်တဲ့လူတွေလည်းရှိကြတယ်အဓိကအဖြစ်တော့မနေ့ကစပြီးတော့ ရွေးကောက်ပွဲတရားဝင်စီးရုံးဝင်ရပြီဆိုတော့နေရာဆပြီးတော့အဓိကအင်းနဲ့အားနဲ့ထွက်လာတာကတော့ကျန်းမာရေးပါတီ USDP ပါတီပေါ့နော် USDP ပါတီကတော့မနေ့ကသူတို့ online ဆိုင်းဘုတ်တင်တယ် online ဆိုင်းဘုတ်တင်တဲ့အချိန်မှာပဲသူတို့အင်အားပြမှုတွေကိုစတယ်ပေါ့နော်အဲ့ဒီမှာပဲသူတို့အနေနဲ့ဟိုရွေးကောက်ပွဲကြီးညာစာတန်းပုံစံမျိုး USDP ပါတီရဲ့ဥက္ကဋ္ဌက ဟိုနေခွန်ပြောသွားတာတွေကျွန်တော်ကြားရတယ်။အဲ့ဒီပွဲမှာပဲလက်ရှိနိုင်ငံအစိုးရအဖွဲ့မှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဝန်ကြီးတွေလည်းတက်ရောက်ကြတာကိုတွေ့ရတယ်။နော်အခြားသောဒီလက်ရှိရွေးကောက်ပွဲမှာပါဝင် ရှင်ပြိုင်မဲ့ကိုယ်စားလှယ်တွေတက်ရောက်ကြတာကိုလည်းကျွန်တော်တို့တွေ့ရတယ်။ကျွန်တော်တွေ့ရတယ်။အဲ့တော့နိုင်ငံတကာရဲ့မြန်မာနိုင်ငံရွေးကောက်ပွဲနဲ့ပတ်သက်ပြီးနိုင်ငံတကာရဲ့နိုင်ငံတကာသတင်းဌာနတွေရဲ့အဓိကအာယုံစူးစိုက်နေကြတာကတော့ USDP ပါတီပေါ့နော် USDP ပါတီပေါ့အဲ့လိုပဲတခြား PP ပါတီဥကိုကြီးဥဆောင်တဲ့ PP ပါတီကလည်းရွေးကောက်ပွဲကြေညာစာတမ်းထုတ်ပြန်တယ်နောက်ပြီးတော့ဒေါက်တာသက်ခိုင်ဥဆောင်တဲ့ပြီးသုံးလုံးပါတီနောက်ပြီးတော့ကျွန်တော်တို့ကြားပြူပါတီနောက်ပြီးတော့ကျွန်တော်တို့တောင်တူလယ်သမားပါတီပေါ့နော်ဒီပါတီတွေကတော့အဓိကအားဖြင့်တော့တတိုင်းပြည်တနိုင်တနိုင်ငံလုံးမှာပေါ့နော်တနိုင်ငံလုံးမှာကိုယ်တည်းကွက်ပြည့်နေကြမဲ့ပါတီတွေပေါ့နော်ဒီပါတီတွေပေါ်မှာလူတွေကအတော်လေးစိတ်ဝင်စားမှုရှိကြတယ်အဲ့လိုပဲ တတိပုဂ္ဂလတွေပေါ့နော်တတိပုဂ္ဂလတွေမှာဆိုလို့ရှိရင်ဒေါ်ဆန္ဒမင်းတို့ပါမယ်နောက်ပြီးတော့ကျွန်တော်တို့ဒေါက်တာအောင်မျိုးတို့ပါမယ်နောက်တခြားတတိပုဂ္ဂလတွေလည်းရှိကြပါတယ်သူ့ပြင်မဲ့လည်းဒေါ်ဆန္ဒမင်းတို့ဒေါက်တာအောင်မျိုးတို့ကတော့သူတို့ကတော့နိုင်ငံရေးအခမ်းအနားတွေမှာနောက်ပြီးတော့တကယ်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့လုံးဝဟိုဘယ်လိုခေါ်မလဲတောက်လျှောက်လှုပ်လာကြတာပေါ့နော်တောက်လျှောက်လှုပ်လာကြတဲ့အတွက်အဲသူတို့အနေနဲ့ပြည်သူလူထုနဲ့ကထိတွေ့မှုကိုများတယ်အရင်ကတည်းကထိတွေ့မှုရှိတဲ့အတွက် သူတို့ကိုတော့ပြည်သူလူထုတွေကစိတ်ဝင်စားမှုများတယ်လို့ကျွန်တော်တို့ဒီလိုသုံးသပ်လို့ရတယ်။အပီသုံးလုံးပါတီမှာဆိုလို့ရှိအပီနှလုံးပါတီမှာဆိုလို့ရှိရင်လည်းအဓိကအဖြစ်တော့ဥက္ကူကြီးပေါ့နော်။ဥက္ကူကြီးကဥက္ကူကြီးကအဓိကအဖြစ်သူကသူလဲနိုင်ငံရေးကိုရှစ်လေးလုံးကာလကနေစပြီးတော့ဒီကနေ့ဒီချိန်ထိဒီဇိုင်းမမနေဘူးဘူးမိုးရော်ရအောင်ပေါ့နော်။ဒီဇိုင်းမမလုပ်လာတဲ့နိုင်ငံရေးသမားစစ်စစ်တယောက်ဖြစ်တဲ့အတွက်သူ့ရဲ့လှုပ်ရှားမှုတွေကလည်းကျွန်တော်တို့တည်င်းဌာနတွေအနေနဲ့ အများရန်စောင့်ကြည့်နေရတဲ့သဘောရှိတာပေါ့နော်အဲအဲ့လိုပဲဒီအပိုင်းမှာနည်းနည်းပေါ်လို့ရသွားတဲ့တည်င်းကကျွန်တော်တို့ပြည်သူ့လုံးပါတီကဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကိုရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မှုဟိုညင်းပယ်ခံရတဲ့ခေါ်မှာပေါ့နော်ကျွန်တော်တို့ညင်းပယ်ခံရတယ်ဆိုတဲ့စကားလုံးသုံးတယ်ညင်းပယ်ခံလိုက်တာနဲ့ပတ်သက်ပြီးတော့လဲတော်တော်များများတည်င်းဌာနတွေကြားမှာတော်တော်လေးပေါ်လို့ရိုက်သွားတယ်ကျွန်တော်တို့ကြီးပဲဒီဒေါ်သက်သက်ခိုင်တည်င်းနဲ့ပတ်သက်ပြီးတော့အဲကျွန်တော်တည်င်းလေးဘုလို့ ရေးတင်ဖြစ်တယ်เนาะရေးတင်ဖြစ်တယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့လေသူ့အနေနဲ့ဘူးလာမယ်တရက်နေမှာပေါ့เนาะသတင်းစာရှင်းလင်းပွဲလုပ်ဖို့ရှိရဲဆိုပြီးတော့ကျွန်တော်တို့သတင်းသမားတွေပေါ့เนาะသတင်းသမားဆိုရင်ကျွန်တော်သတင်းသမားလို့ပြောရင်ကျွန်တော်သတင်းသမားစစ်စစ်တွေကိုကျွန်တော်ရည်ညွှန်းပါတယ်เนาะကျွန်တော်ဒီသတင်းလုပ်ငန်းတွေပဲအသက်မွေးဝမ်းကြောင်းတွေဒီသတင်းလုပ်ငန်းတွေပဲတို့ရဲ့ဘဝတွေကိုစတင်ခဲ့တဲ့လူတွေကိုကျွန်တော်ရည်ညွှန်းပါတယ်သတင်းသမားလို့ပြောလိုက်เนาะကျွန်တော်ကျွန်တော်ပြည့်တဲ့တွေကတော့ဒါလို့သိပါပါအဲ့တော့ကျွန်တော်တို့ဒီသတင်းသမားတွေကိုလည်းတို့ဖိတ်ကြားထားတာရှိပါတယ်။အဲ့ဒီပွဲကိုလည်းကျွန်တော်တို့ဟိုတွားတက်ဖို့အတွက်လည်း အစီအစဉ်နေတာရှိပါတယ်။အဲ့တော့ဒီဒေါ်သက်သက်ခိုင်ကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုအမြင်မျိုးမျိုးရှိကြတာပေါ့နော်။ဘာကြောင့်လဲဆိုတော့ဟိုလက်ရှိရွေးကောက်ပွဲရဲ့မောင်းနှင်အားပေါ့နော်။ရွေးကောက်ပွဲရဲ့မောင်းနှင်အားဟာဒေါ်သက်သက်ခိုင်တို့ဥက္ကူကိုကြီးတို့ဟလာဥခင်ကြီးတို့စရိယာဖြစ်ပေါ့နော်။သူတို့ဈာမဟိုဘယ်လိုပဲနိုင်ငံရေးအားပြိုင်မှုတွေရှိနေကရှိနေပါစေ။ပြည်သူလူထုကဒီလူတွေကိုအဓိကအားဖြင့်ဒီလူတွေရဲ့ရှင်ပြိုင်ပုံတွေဟလာဒီလူတွေဘယ်လိုရှင်ပြိုင်ရမလဲ။ ဟလာဘလို့အနိုင်ယူကြမလဲဆိုတော့ဒါကိုပိုပြီးစိတ်ဝင်စားတာပေါ့အဲ့တော့ဒီဟလာသူတို့ကတော့အဓိကအဖြစ်ရေကောက်ဘဲကော်မရှင်ကတော့အဓိကပြောတာကတော့ဒါပြည်သူ့လုံးပါတီကိုဟလာပြည်သူ့လုံးဆိုတာပြည်သူ့ရှေ့ဆောင်ပါတီပေါ့နော်ဒါပြည်သူ့လုံးဆိုတာကျွန်တော်တို့အတူကခေါ်တာပါပြီးပဲပိုင်ယိုနီယာပါတီပါပြည်သူ့ရှေ့ဆောင်ပါတီကိုပါတီတစ်ခုလုံးပယ်ဖျက်လိုက်တာမဟုတ်ဘူးဒေါ်သက်သက်ခိုင်တဦးတည်းကသာရုပ်ောက်ပဲဥပဒေစီနီစီကတချို့နဲ့ညီဆွနေလို့ဟလာပြန်လဲ ရုပ်ောက်ပဲပေါင်ရှင်နိုင်ဝင်ကိုပြန်လဲရုပ်သိမ်းတာဖြစ်တယ်ဆိုပြီးတော့ဒီလိုမျိုးကျင်ညာတာလည်းကျွန်တော်တို့တွေ့ရပါတယ်တွေ့ရပါတယ်ဆိုတော့ဟိုပြောရရင်တော့ပြောရရင်တော့လက်ရှိအနေအထားမှာတော့ဟိုဒီဒေါက်တာသခိုင်ရုပ်ောက်ပွဲကနေပြီးဦးလာမဲ2025ဒီဇင်ဘာ28မှာကျင်းပမယ်ရုပ်ောက်ပွဲကနေပြီးတော့အခုလိုမျိုးအဲဟိုဘေးထုတ်ခံရရတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ခုနပြောသလိုပဲအဲဝေဖန်မှုတွေပေါ့နော်အကောင့်မကဝေဖန်နိုင်လို့ရှိတယ်အစိုးရကဝေဖန်လို့ရှိတယ် ကြိုက်တဲ့ဘက်ကဝေဖန်တဲ့လူရှိတယ်မကြိုက်တဲ့ဘက်ကဝေဖန်တဲ့လူရှိတာပေါ့နော်ပုံသဏ္ဍာန်အမျိုးမျိုးရှိကြတာပေါ့အဲဒါကတော့ပြမတာပါပဲဒါကတော့ဟိုဖြစ်ရိုးဖြစ်စင်ပါပဲနော်ဒါပေမဲ့လည်းအဲကျွန်တော်တို့အနေနဲ့ကလည်းပြောရရင်တော့အဲဒီဟိုလာကိုဘယ်လိုခေါ်မလဲဟင်းတစ်ခွက်လို့ပေါ့ဗျာဟင်းတစ်ခွက်ကအချင်ပါမယ်အငံပါမယ်အဆက်ပါမယ်ဟာလာစရိယာဖြစ်မို့အဲကျွန်တော်တို့အချိုပါမယ်ရတာစုံလေးပုံပြီးစားလို့ကောင်းလေးပေါ့အဲ့ဒါဆိုရင်ပြည်သူ့ပါတီကြီးပါနေရပဲလို့ပြောပေမဲ့ပါတီဆိုတာက ကျွန်တော်တို့ဘယ်လိုခေါ်မလဲဒီပါတီပြည်သူလူထုအနေနဲ့ပါတီချက်ဆိုင်ဒီပါတီတခုချင်းရဲ့ခေါင်းဆောင်လေတုံ့ပြန်အဲ့ပါတီတခုချင်းမှာဝင်ရောက်ရှင်တိုင်ကြမယ်เนาะပါတီတခုချင်းမှာဝင်ရောက်ရှင်တိုင်ကြမယ်ဟိုတကယ် popular တွေပေါ့เนาะ populist တွေပေါ့လူသိများတဲ့ပုံပုံဒါတွေပိုစိတ်ဝင်စားတာအဲအကြောင်းမျိုးပြောရလို့ရှိရင်ဒေါ်သက်သက်ခိုင်ဟာလက်ရှိနိုင်ငံရေးလောကမှာမြန်မာနိုင်ငံရေးလောကမှာ populist တယောက် popular တယောက်ဖြစ်တယ်လူသိများတဲ့နိုင်ငံရေးခေါင်းဆောင်တယောက်ဖြစ်တယ်เนาะဒါကြောင့်မလို့ သူ့ရဲ့ဒီရွေးကောက်သူရွေးကောက်ရွေးကောက်ပွဲကနေပြီးတော့ညင်ပေးခံရတာနဲ့ပတ်သက်ပြီးတော့တော်တော်များများစိတ်ဝင်စားကြစိတ်ဝင်စားကြတယ်။ဒီဘက်မှာဆိုလဲဥက္ကူကိုကြီးဥက္ကူကိုကြီးကိုလည်းစိတ်ဝင်စားမှုတော်တော်ရှိတယ်။တော့ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကျန်းခံရေးပါတီဘက်မှာဆိုလို့ရှိရင်တော့အဓိကအဖြစ်တော့ဥက္ကိယရှိမယ်။နောက်ပြီးတော့ကျန်တဲ့ဟိုဘလိုခေါ်မလဲလက်ရှိအနေအထားမှာဟိုအစိုးရအဖွဲ့ထဲမှာပါနေတဲ့ဟလာဥပညာထုံးလို့ရှိမယ်။အဲနောက်ပြီးတော့ဥမမောင်းအောင်လို့ရှိမယ်။ဟလာစသည်အပြင်နောက်ပြီးတော့ဥမြင့်ကြိုင်ရှိမယ်။ ဆိုသူတို့ကလည်းဗာလဲဆိုအဓိကအဖြစ်လက်ရှိနိုင်ငံတော်ရဲ့ဟလာသူတို့သူတို့တာဝန်ထမ်းဆောင်နေရတဲ့ကဏ္ဍတွေမှာသူတို့အင်တိုက်အားတိုက်လှုပ်ဆောင်နေတာရှိတဲ့အတွက်သူတို့ပုံမှန်လည်းလူတွေကစိတ်ဝင်စားမှုရှိတယ်သူတို့ဘလို့ရှင်းတိုင်ကြမလဲသူတို့ဘလို့မဲဆွဲစည်းရုံးကြမလဲဆိုတာဒါမျိုးတွေပေါ့နော်ဒါမျိုးတွေဆိုတော့ပြောရလို့ရှိရင်တော့ကျွန်တော်တို့ကပထမပိုင်းတော့တွတ်ထားတာကရုပ်ောက်ပွဲကိုပြည်သူလူထုတွေဒီလောက်တော့စိတ်ဝင်စားကြလိမ့်မယ်လို့မထင်ဘူးသို့ပေမဲ့မနေ့ကရုပ်ောက်ပွဲစီအိုရေးကာလ တရားဝင်ရပါပြီဆိုတော့အချိန်အစပြီးတော့အဓိကအဖြစ် online နေပေါ်မှာဒီပါတီတွေရဲ့စီးအောင်လုပ်တော်မှုတွေနောက်ပါတီတွေမှာရှိတဲ့ကိုယ်စားလှယ်လောင်းတွေပေါ့နော်ပါတီအသီးသီးမှာရှိတဲ့ကိုယ်စားလှယ်လောင်းတွေရဲ့ဒီ online ပေါ်မှာဟောပြောမှုတွေစီးအောင်မှုတွေအမိတ်ဆက်တာတွေအဲဒါတွေကျွန်တော်တို့တွေ့ရတယ်။နောက်အဲ့ဒီမှာအားတကြက်တွေရှိလို့အားနေချက်တွေလည်းရှိတယ်။တချို့ကြတော့လည်းဟိုကိုယ်ကနိုင်ငံရေးကောင်းဆောင်လေနိုင်ငံရေးကောင်းဆောင်ဒီလွတ်တော်အမတ်ဆိုတာဟလား member of parliament ဆိုတော့အဓိကအဖြစ်တော့နိုင်ငံရေးကောင်းဆောင်ပဲ ိုင်ငံရေးကောင်းဆောင်ပျောက်ဖြစ်ပေမဲ့ဟိုကိုဘလို့နိုင်ငံရေးစည်းဝါးမှန်းအောင်မသိတဲ့အကိုစေလောင်းတွေကိုလည်းတွေ့ရတယ်ဒါကတော့ကျွန်တော်တို့ကတော့ပြောရရင်2000အနေနဲ့ပေါ့နော်အဲ1990ပေါ့1990ရေကောက်ပွဲတွေကမြန်မာနိုင်ငံရဲ့နိုင်ငံရေးမှာဟာလာစီးအောင်စီးအောင်နာတွေဟိုဒီလိုလိုခေါင်းလေဝါဒဖြန့်နာတွေကတရားဝင်ခွင့်ပြုထားတယ်ဆိုတော့အဲ့ဒီမာတွေကဟိုကျွန်တော်1990ရေကောက်ပွဲမှာလည်းဒီလိုပဲမြန်မာအတန်တို့ရုံးမြင့်တန်ညာတို့ကဒီလိုပဲ message စီးအောင်ပေးတယ်ပေးတဲ့အခါမှာတချို့ဆိုလို့ရှိရင်စာကြည့်ဖတ်တာတော့ သေးသေးချာချာမဖတ်နိုင်တဲ့ကိုယ်စားရည်လည်းတွေ့ရတယ်ချိုးကြတယ်လက်တန်းပြောရတယ်တွေ့ရတယ်အဲဒါမျိုးတွေပေါ့အခုလည်းဒီလိုကိုယ်စားရည်ထက်တွေ့နေရတယ်ပေါ့နော်ဘယ်လိုပဲဖြစ်ပါကျွန်တော်တို့ကပြည်သူလူထုရဲ့ကျွန်တော်သတင်းသမားတွေဆိုတာကတော့ကျွန်တော်ဒီရွေးကောက်ပွဲကိုကျွန်တော်သတင်းသမားတွေကဒီရွေးကောက်ပွဲအတွက် watch dog တွေပေါ့နော်ကျွန်တော်တို့ကစောင့်ကြည့်ရမယ်မဟုတ်တာချင်းပြောရမယ်ဟုတ်တယ်ရှင်ပြောရမယ်။အဲနောက်တစ်ခုကကြတော့ကျွန်တော်တို့ကဒီပြည်သူလူထုဆိုတာကတော့ဟာလာဟို ရုပ်ပုံပေါ်ကိုစိတ်ဝင်စားတဲ့လူလည်းရှိရင်ရှိမယ်စိတ်ဝင်စားတဲ့လူလည်းရှိရင်ရှိမယ်မဲထည့်ကျင်တဲ့လူလည်းရှိရင်ရှိမယ်မဲမထည့်ကျင်တဲ့လူလည်းရှိရင်ရှိမယ်ဒါကသူတို့ choice ပဲအဲသူတို့ရွေးချယ်မှုပဲပေါ့နော်ဒါပေမဲ့ပါတီတွေရဲ့အလုပ်ကတော့သူတို့မှစီယုံရမယ့်အလုပ်ကတော့သူတို့ရှိမှတာဝန်ရစီယုံရမယ့်တာဝန်ရအပြည့်ရှိတယ်ဒီလူလူမဲမထည့်ကျင်တဲ့ပြည်သူကိုမဲထည့်ကျင်လာအောင်မဲထည့်ကျင်တဲ့ပြည်သူကြတော့လေငါတို့ပါတီကိုမဲထည့်အောင်ဆိုပြီးတော့စီယုံကြရမှာပေါ့နော်အဲ့တော့ဒီရွေးကောက်ပွဲရဲ့လက်ရှိအနေအထားမှာစတင်အသက်ဝင်သွားပြီလို့ကျွန်တော်ဒီလိုပြောချင်တာအဲ့ဒီလိုပြောချင်တာဆိုရင်နောက်ပိုင်းမှာကျွန်တော်တို့ကပါတီတစ်ခု လူပုတ်ကိုတဦးချင်းစီအတွက်ကိုကျွန်တော်တို့ကမဲဆွဲတာတွေစီးအောင်တာကျွန်တော်လုပ်ပေးမှာမဟုတ်ဘူးကျွန်တော်တို့သတင်းဌာနအနေနဲ့နောက်တစ်ခုကကျွန်တော်တို့ကတည်င်းလုတ်ကိုလုတ်တာတည်င်းအလုတ်ကိုတကယ်နားလဲလို့တက်ကြွလို့ကျွန်တော်တို့လုတ်တာဘယ်ပါတီဘယ်ပုတ်ကိုအတွက်ကိုမှာကျွန်တော်တို့ကဖွင့်ဟပြီးတော့ကျွန်တော်တို့ကဟိုဘယ်လိုခေါ်မလဲစီးအောင်တာတွေမဲဆွဲတာတွေကျွန်တော်တို့လုတ်ပေးမှာမဟုတ်ဘူးကျွန်တော်တို့ကတည်င်းသမားစစ်စစ်တွေဖြစ်တယ်ဒါတော့လေကျွန်တော်တို့ပြည်သူလူတွေသိပါတယ်เนาะကျွန်တော်တို့လည်းဒါကျွန်တော်ပြည်လူတွေ credit တွေကျွန်တော်တို့အများကြီးရထားပါတယ်ကျွန်တော်တို့သိပါတယ် ဆိုတဲ့အခါကျတော့အဓိကအားဖြင့်ကတော့ကျွန်တော်တို့ကတည်င်းဖြစ်တဲ့ကိုယ်စလဲတွေပေါ့ဗျာဥပမာကိုယ်စလဲ300ကျော်ရှိတယ်ဗျာကိုယ်စလဲ300ကျော်တိုင်းကိုကျွန်တော်တို့တယောက်ချင်းစီအတွက်ကိုဟာလာဟိုလိုက်မိတ်ဆက်ပေးနေရရင်ကျွန်တော်တို့ဟိုနောက်နောက်တစ်နှစ်နဲ့တော့ပြီးမှာမဟုတ်ဘူးတနည်းတရားလို့ရင်ကျွန်တော်တို့အဓိကပါလဲဆိုတော့အတင်းဖြစ်တဲ့ကိုယ်စလဲနောက်ကိုတော့ကျွန်တော်တို့လိုက်ဟုတ်လားထားပါတော့ဥပမာအဖြစ်ကျွန်တော်တို့ကိုနေကပြီးနှလုံးပါတီရပြည်သူပါတီရဆိုရင်ဥပ္ပဝေရတင်းဖြစ်တယ် သူပါတီဥက္ကဋ္ဌဖြစ်နေလို့မဟုတ်ဘူးသူကတရင်ဖြစ်တယ်နောက်ပြီးတော့ကိုမာကီကိုမာကီဆိုတာအဓိကအဖြစ်တော့သူကလက်ရှိကော်မူးကပြိုင်မှာဘာကြောင့်လဲဆိုတော့ကော်မူးမှာကကော်မူးကဒီကိုမာကီဆိုတဲ့လူနဲ့ကော်မူးနဲ့ကဘယ်လိုပတ်သက်မှုရှိလဲဆိုတော့သူကကျွန်တော်ထင်တယ်မထမ်းမနိုင်ရသူလေးဆွဆုနေလားမသိနော်မဆွဆုနေရဲ့အမျိုးသားဖြစ်မယ်သူမဆွဆုနေဆိုတာလည်းပြောရလို့ရင်တစ်ချိန်လုံးကဟလာဟိုလောဘဘေးတွေနဲ့ပတ်သက်ပြီးတော့သူကအရင်ဆုံးတိုက်ပွဲဝင်တယ်တိုက်ပွဲဝင်တဲ့အနေနဲ့သူကအဲ့မှာနာမည်ပိုကြီးလာတယ် ကိုကြီးလာပြီးတော့ပြောနောက်ဆုံးကျွန်တော်ထင်တာကတော့ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ပြိုင်ခဲ့တယ်ထင်တယ်ကော်မူးမှာမကော်မူးမှာပြိုင်တော့ကော်မကော်မူးကလည်းဘာကြောင့်လဲဆိုတော့အဓိကအဖြစ်ဒေါ်အောင်ဆန်းစုကြည်ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့နေရာမလို့ဒီနေရာမှာပြီးသုံးလုံးပြီးနှလုံးကနိုင်မလားဘာလို့ဒီပြည်သူ့ပါတီနဲ့ဒေါ်ဆန်းစုကြည်ပါတီနဲ့ကဟိုပြောရရင်သူတို့နဲ့ကတယောက်နဲ့တယောက်မန်နေဂျာဆိုင်အခြေအနေထိရောက်ခဲ့ဘူးလေ2020ရွေးကောက်ပွဲမှာလीအဲ့တော့ဒီရွေးကောက်ပွဲမှာဘလို့အဆုံးပြတ်ပေးမလဲဘူးနော်ဒါမျိုးပေါ့အော်ဒီဘက်မှာကြည့်လိုက်တော့ကျွန်တော်တို့ဟိုဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ ပြီးသုံးလုံးပေါ့နော်ပြီးပဲ pioneers ပေါ့နော်ပြီးပဲ pioneers ပြီးသူရှေ့ဆောင်ပါတီပေါ့ပြီးသူရှေ့ဆောင်ပါတီမှာဆိုလို့ရှိရင်လည်းစိတ်လူသားတွေကောင်းတာကသူတို့လုပ်ငန်းရှင်တွေများတယ်စီးပွားရေးသမားတွေများတယ်အဓိကအဖြစ်တော့သူတို့လည်းသူတို့ပါတီအတွက်ဟိုလွတ်ပြီးသူလွတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်လွတ်တော်တွေရောက်သွားနိုင်တဲ့သူတွေကိုတော့ရွေးချယ်ထားတာပဲဒါပေမဲ့ကျွန်တော်တို့မျက်စိမှာတွေ့ရတာတော့တချို့ကတော့နိုင်ငံရေးတက်နုတယ်စီးပွားလုံးတော်မှုဘိုင်းမှာ strategy အားနေတယ်နော် strategy ကမာဘီကအားနေတယ်စီးပွားလုံးတော်မှုမာဘီကအားနေသေးတယ် အဲအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့သူတို့ကြီးမှာကငွေကြေးတောင်းတင်းကြတယ်သူတို့လည်းဘယ်လိုရုပ်ကောက်ပဲအွန်လိုင်းရေးအတွက်ဘယ်လိုနည်းပြမှာပြရတယ်ချထားလဲတော့မသိဘူးပေါ့နော်ဒါသူတို့ကြီးမှာလည်းသူတို့ရဲ့နည်းပြမှာပြရတယ်ရှိမှာပေါ့နောက်တစ်ခုကကျန်းခိုင်ရေးပါတီကျန်းခိုင်ရေးပါတီကတော့ပွင့်လင်းပြောလို့ရှိရင်သူကတော့ဟိုကအတင်းသားဘွားတွေကပြည်သူလူထုနဲ့ထိတွေ့လာတယ်အဲ့လိုပဲ2010မှာကျတော့ပါတီအဖြစ်ပြောင်းလိုက်တယ်ဒါပေမဲ့သူကကျန်းခိုင်ရေးပါတီရဲ့သဘောတရားပါတီအဖြစ်ပြောင်းလိုက်ပေမဲ့နိုင်ငံရေးလောကထဲမှာ ဒါ right တောက်လျှောက်ပါဝင်လာတဲ့လူတွေနဲ့ဖွဲ့စည်းထားတာအဲကျွန်တော်နိုင်ငံရေးလောကထဲမှာပါဝင်တဲ့လူတွေနဲ့ဖွဲ့စည်းထားတာလို့ပြောလိုက်ရင်ခင်ဗျားတို့ဟာအလက်ကားပါကမင်းရကွာဟိုဟိုစစ်သားလူတွေနဲ့ဖွဲ့စည်းရတာပဲလို့ပြောလိုက်မယ်ကျွန်တော်အများနဲ့မေးတယ်နိုင်ငံရေးသမားဆိုတာပါလဲလို့ကျွန်တော်မေးတယ်နိုင်ငံရေးသမားရဲ့အလုပ်ကပါလဲနိုင်ငံရေးသမားရဲ့အလုပ်ဆိုတာတိုင်းပြည်တစ်ပြည်ကိုဘူဝါဒတွေချမှတ်ရတယ်ဟာလားဥပဒေတွေပြင်းနေတဲ့ပြင်းနေဥပဒေကိုပြင်ရမယ်အိုဘလိုခေါမလဲဥပဒေတိုးတဲ့ဥပဒေကိုတိုးရမယ်နိုင်ငံတော်မှာရှိတဲ့ဘတ်ဂျက်တွေစီမံခန့်ခွဲရမယ်နိုင်ငံကဆက်ဆံရေးတွေလုပ်ကိုင်းရမယ် နိုင်ငံမှာရှိတဲ့ပြည်သူတွေစာဝန်တွေကိုစီမံခန့်ခွဲရမယ်ပညာရေးတွေကျန်းမာရေးတွေဒါပဲစီမံခန့်ခွဲပေးရမယ်ဒီလူတွေကိုကျွန်တော်တို့ကနိုင်ငံရေးသမားလို့ခေါ်တာအဲ့တော့ဦးထားရတော့ဘိုးချုပ်တွေဆိုတာကယူနီဖောင်းဝတ်ထားလို့သူကယူနီဖောင်းဝတ်ထားလို့ယူနီဖောင်းမို့ပဲနဲ့အဲတိုက်ပုံဝင်သူတို့လုပ်နေတဲ့အလုပ်တွေကနိုင်ငံရေးသမားတွေရဲ့အလုပ်တွေပဲနိုင်ငံရေးသမားတွေလုပ်နေတဲ့အလုပ်တွေပဲအချင်းတစ်ခုအရသာဟာလာကျွန်တော်တို့ကမ္ဘာမှာရှိတဲ့နိုင်ငံတွေကနေပြီးတော့ဒါဟာလာဘာညာတတ်မှတ်ချက်အရသာစစ်သားပဲတခါပဲ ဟိုနိုင်ငံကြီးမလို့အောင်ဟုတ်လားစစ်သားနိုင်ငံကြီးလို့လို့ရှိရင်မတိုင်းပြီးပြတ်သွားတော့မလို့ဒီလိုတတ်မှတ်ချက်အရသာဟာဘုရုပ်တွေကနိုင်ငံကြီးရဲ့ဝင်နေပါ냐ပြောနေကြပေးမယ်သူတို့လုပ်နေတဲ့အလုပ်တွေဟာမြန်မာနိုင်ငံရဲ့ပကတိအခြေအနေအရစစ်တပ်ဟာနိုင်ငံရေးသမားတယောက်အနေနဲ့နိုင်ငံကိုဝန်ဦးဆောင်နေတာဒါကြောင့်မို့ဒီဘုရုပ်တွေနဲ့ဖွဲ့စည်းထားတဲ့ဒီပါတီဟာလည်းဘုရုပ်တွေဖြစ်ပင်ဖြစ်ညာတော့လေသူတို့ကလည်းနိုင်ငံရေးသမားတွေပဲလို့ကျွန်တော်တို့ဒီလိုပြောခြင်းမကျွန်တော်ပြောခြင်းတာဒီကအဲ့ဒါမဟုတ်ကျွန်တော်ပြောနေတာဒါနည်းနည်းလေးကျွန်တော်ရဲ့ စကားလုံးတစ်ခုကိုကျွန်တော်ခြေကားပြရတယ်အဓိကအရင်ကျွန်တော်ပြောချင်တာပါလဲဆိုတော့သူတို့ပါတီကအတွေ့အကြုံရှိထားတယ်ရေကောက်ပွဲအတွေ့အကြုံရှိထားတဲ့အတွက်နောက်တစ်ခုကသူတို့ရှိမှာကဘာနာဝင်ကြီးတောင်းတင်းတယ်နောက်သူတို့ရှိမှာကအဓိကအဖြစ်ဟိုဘယ်လိုခေါ်မလဲအချိန်လုံးကဌာနဆိုင်ရာတွေမှာအကြီးအကဲတွေဖြစ်ခဲ့ကြတဲ့အတွက်သူတို့ရှိမှာကဌာနဆိုင်ရာနဲ့ပတ်သက်တဲ့ information တွေစုံတယ်နောက်ပြီးတော့သူတို့ရှိမှာဆရာတပည့်တွေများတယ်နော်နောက်တစ်ခုတော့နောက်ကျော်ပါလဲဆိုတော့သူတို့ရှိမှာက infrastructure တွေခိုင်ပါတယ်။ infrastructure ဆိုတော့ပြောရရင်ယုံကနာတွေပေါ့နော်ဒါတွေခိုင်ပါတယ်။ နောက်ပြီး institutionalize ဖြစ်တယ်ဘာကြောင့်လဲဆိုတော့သူတို့ကအဓိကအဖြစ်သူတို့ရှိမှာကတကယ်ကိုဟုတ်လားပါတီဆိုလို့ရှိရင်လည်းပါတီဥက္ကဋ္ဌပါတီအတွင်းမှုပါပါတီဝင်ပါညာဓာမျိုးတွေပေါ့နော်သူတို့ရှိမှာ institutionalize ဖြစ်တယ်ဘာကြောင့်မို့သူတို့ရဲ့ youtube ပဲ online ရေးမဟာဗျူဟာတွေသူတို့ရဲ့ youtube ပဲ online ရေးနီးဗျူဟာတွေဟုတ်လားသူတို့ရဲ့ပြောရရင်ဒီရွေးကောက်ပွဲမှာပြည်သူလူထုစိတ်ဝင်စားအောင်လုပ်တဲ့အရာတွေကတော့ကြံတဲ့ပါတီတွေတဲ့နှာတစ်ဖြားနှစ်ဖြားမှကတာနေမှာပဲကျွန်တော်ပြောချင်တာနော်နောက်တစ်ခုကပါကျွန်တော်ပြောချင်တာအဓိကပါလဲဆိုတော့သူတို့ကဘူဂျုတ်ပဲဖြစ်ဖြစ် အာနာရှင်ပဲဖြစ်ဖြစ်ဆေးအာနာရှင်ပဲဖြစ်ဖြစ်ရေကောက်ပွဲနိုင်ငံတော်အာနာတစ်ခုကိုရေကောက်ပွဲကနေပြီးတော့ဖြတ်တန်းပြီးမှရယူရမယ်ဆိုတဲ့အတိတ်တရားရှိခြင်းဒီကဘယ်လင်းသူတို့ဟာအာနာရှင်မဟုတ်ဘူးဆိုရဲဘလို့ခေါ်မလဲအရှိတရားကိုပြနေရလို့ကျွန်တော်ဒီလိုမျိုးသုံးသပ်လို့ရတယ်ဟာသူတို့အနေနဲ့ပြောရရင်ဗျာအာနာရှင်ဆိုလို့ရှိရင်ပြောရရင်ဒီရေကောက်ပွဲကြီးကိုဟိုလိန်ပြီးတော့ကျင်းပနေမှာမဟုတ်ဘူးအာနာကိုဆက်ပြီးတော့သွားလို့ရတာပဲဒါပေမဲ့လက်ရှိအနေထားမှာကသူတို့အနေနဲ့အားလုံးဟာ ဒီရွေးကောက်ပွဲကိုရုံရုံကြီးကြီးနဲ့ဟာလာလူလူကြားတဲ့ဆင်းပြီးတော့ဝင်တယ်လူကြားတဲ့ဆင်းပြီးတော့မဲတောင်းတယ်တို့မဲထဲဖို့အတွက်ဟာလာတောင်းခံတယ်ဒါကတို့ကဘာလဲဆိုတော့ဒီမိုကရေစီရဲ့ကျင့်စဉ်တစ်ခုကိုကျင့်နေရလို့เนาะဒီကနေပြီးတော့တို့ဘာကိုနိုင်လဲနိုင်မရှုံးနေရှုံးနိုင်ပြီဖြစ်စီရှုံးနေဖြစ်စီကျွန်တော်ကပါတီအားလုံးကိုပြောချင်တာအဓိကအဖြစ်တော့နိုင်ရင်လည်းပိတ်ခါရှိရှိဂျန်နဲ့ပါတီလေးတွေအပေါ်မှာနောက်ပြည်သူလူထုအပေါ်မှာရေလိုဟုတ်လားဆန့်ရေလိုဆက်ဆံမှုပေါ့နော်ရေလိုလာလိုဆက်ဆံမှု ရှုံးသွားရင်လည်းရှုံးမဲမမဲဖို့လိုတယ်ကျွန်တော်ပြောချင်တာနော်ရှုံးသွားရင်လည်းရှုံးမဲမမဲဖို့လိုတယ်ဒါကပါတီတိုင်းဟိုကျွန်တော်တို့ကပြောချင်တာဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံကအဓိကအဖြစ်ဒီမိုကရေစီဟိလို့လှုပ်လိုက်လို့လှုပ်တိုင်းရွေးကောက်ပွဲဟိလို့လှုပ်လိုက်လှုပ်ကြတိုင်းနိုင်တဲ့သူကလည်းရှုံးတဲ့သူကိုဖိချောင်းမယ်ရှုံးတဲ့သူကလည်းဟာလားနိုင်တဲ့လူကဒီလိုလိုဖြစ်တယ်ဆိုတာဟိုပြီးခဲ့တဲ့ကျွန်တော်တို့လူနဲ့ရပြီးကလေးကဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ပြဿနာတွေကတော်တော်များများဖြစ်ခဲ့တဲ့အတိုင်းပြပါကျွန်တော်တို့တိုင်းပြရနော်။ဒါကြောင့်မို့အဓိကအဖြစ်ပြောလို့ရှိရင် ျွန်တော်တို့အမြဲပြောပါတယ်အဲ့လိုပြောရင်ကျွန်တော်တို့ငဖားရည်လိုထင်အောင်ပဲတက်မလို့အနေနဲ့ကလည်းနိုင်ငံရေးသမားတွေလက်ထဲကိုနိုင်ငံတော်အာဏာသူတို့လည်းအတ်ချင်တာပဲဒါပေမဲ့တက်မလို့ခေါင်းဆောင်တွေရဲ့အဆိုးရိမ်စိတ်ကဘာလဲဆိုတော့ငါခေါင်းဆောင်နေတဲ့အချိန်မှာဟုတ်လားနိုင်ငံရေးသမားတွေလက်ထဲအာဏာအပ်လိုက်လို့တိုင်းပြည်ပြတ်သွားတယ်ဆိုတာမျိုးကိုသူတို့မလိုချင်ဘူးဒါပေမဲ့သူတာဝန်ခံရမှာပေါ့ဗျာဥပမာပြထားပါတော့ဟုတ်လားဂေါ်ဘာချော့ကျန်တဲ့ဟလားဟိုဘရက်စနီးယားတို့စတာလင်တို့ကွန်မြူနစ်ပါတီကိုဥဆောင်လာတယ်သူတို့တကယ်တမန်ရိုးရှင်လောက်ရမယ်လို့အတိုင်းလုပ်သွားတယ် နောက်တယောက်ပြီးတော့နောက်ဩခရာတယောက်ဘက်ကိုဟိုပရိုဖော်မှာတိုင်းပြီးရင်းရင်းချမ်းနဲ့လက်ဆင့်ကမ်းပေးလိုက်တယ်။အဲ့ပြောချင်တာကဘာလဲဆိုတော့ဟိုတောင်ဝင်ဘလူးတောင်မှမကြဘူးဗျ။ဒါပေမဲ့ဂိုဘာချက်လက်ထက်မှာကြတော့သွားပြီးတော့အဆန်းထွန်လိုက်တယ်။အဆန်းထွန်လိုက်တာဘာလဲဆိုတော့ Glassnor ဘာလို့လဲပွင့်လင်းမူဝါဒတော့သွားအဆန်းထွန်လိုက်တဲ့ခါကျတော့ဆိုဗီယက်ပြောင်သူကြီးပြိုကွဲသွားတယ်။အဲ့တော့ဆိုဗီယက်ပြောင်သူပြိုကွဲရတယ်ပတ်သက်ပြီးလက်ညှိုးထိုးပါလေဆိုဂိုဘာချက်ကိုလက်ညှိုးထိုးကြတယ်။အဲ့လိုမျိုးနိုင်ငံဝါရှိတဲ့ဟလာပြောမှန်းတယ်တက်မော်ခေါင်းဆောင်တွေကအစစ်စစ်နိုင်ငံရေးအုပ်ချုပ်လာကြတယ် တော့အုပ်ချုပ်လာကြပေမဲ့သူတို့လက်ထဲမှာတိုင်းပြည်ပြိုကွဲသွားတယ်သူတို့တက်ထဲမှာလူတွေဟလာတောင်းတဥပိ္ပိမဲမင်းဆဲတွေဖြစ်ပြီးတော့တက်ကြဖြတ်ကြတယ်ဆိုတဲ့ဟာမျိုးဘယ်ခေါင်းဆောင်မှမလို့ချင်းဒါကြောင့်မို့သူတို့တွေရဲ့တာဝန်ယူရဲ့အချိန်ကာလမှာအတက်နိုင်ဆုံးဒီ transition ပေါ့နော်ဒီနိုင်ငံရေးအရာခေါင်းဆောင်မှုအချိန်ကြောင်းတွေကိုအတက်နိုင်ဆုံးစမှုဖြစ်အောင်သူတို့တွေဆောင်ရွက်သွားကြတာကိုတွေ့ရတယ်ဆောင်ရွက်သွားတာကိုတွေ့ရဆိုတော့ဒါကြောင့်မို့လက်ရှိအနေအထားမှာလည်းဒီတက်မော်ခေါင်းဆောင်တွေအနေနဲ့လည်း ဒီရွေးကောက်ပွဲကိုအဓိကကဘာလဲဆိုတော့ဘုံရုံမူကြီးအမည်ပြောနေရရှိတယ်။ပြည်သူလူထုအတွက်အမှန်တကယ်အလုံးလုံးနိုင်မဲ့လူတွေကိုရွေးချယ်ကြပါဒီဒီစကားဟာခမရုပ်ပေါ်ခမရုပ်ဘုံရုံမူကြီးကိုချစ်တယ်ဖြစ်တယ်ဟလာမုန်းနေဖြစ်တယ်ဒီစကားဟာကျွန်တော်တို့မြန်မာနိုင်ငံအတွက်အယမ်းမှန်တဲ့စကားအယမ်းမှန်တဲ့စကားဘာကြောင့်လဲဆိုတော့ဟလာရွေးကောက်ပွဲနိုင်ရင်ပြီးရောကွာကြိုက်တဲ့နည်းနဲ့နိုင်ရွေးကောက်ပွဲနိုင်တော့မှဟလာပြည်သူလူချစ်တာရင်မိတ္တရင်လာလုံးမဟေ့ငါတော့ကိုယ်စလဲဖြစ်ပြီးကွာဆိုပြီးတော့ဟိုငါတဘောကောရင်တိုင်းပြည်နာမယ် အမိနာဒါကြောင့်မလို့အဓိကအဖြစ်ပြည်သူလူထုဟာမယ်ရီရွေးချယ်ရမယ့်သူတွေဖြစ်တဲ့အတွက်တိုင်းပြည်အတွက်ဒေသအတွက်ပေါ့နော်အမှန်တကယ်ယုံကြည်အားထားရတဲ့သူတွေအမှန်တကယ်စိတ်ကောင်းရှိတဲ့လူစေတနာရှိတဲ့လူတွေနောက်ပြီးအုပ်ချုပ်ရေးတရားစီရင်ဥပဒေပြုရေးပေါ့နော်ဒါတွေမှာအ ਨੇ စုံမကျွမ်းကျင်ရင်တောင်နှံ့ဆက်တဲ့သူတွေကိုရွေးချယ်ဖို့လိုတယ်လို့ဒီလက်ရှိနိုင်ငံအကြီးအကဲကအများအမ်းပြောနေတာဖြစ်တယ်ပေါ့နော်ဒါတွေကကျွန်တော်ကဟိုနည်းနည်းလေးခြေကားပြီးပြောပြတာပေါ့နော်ခြေကားပြီးပြောပြတာအဲ့တော့ ဒီလိုမျိုးဆိုသေးကမဟုတ်ပါကျွန်တော်တို့ကဟိုလက်ရှိဟလာမြန်မာနိုင်ငံရဲ့ပြဿနာကဘာဖြစ်နေလဲဆိုကျွန်တော်အဲ့တခါကျန်စာပိုက်တူလေးရေးရေးထားပါသေးတယ်ငါအစိုးရဖြစ်မှာတိုင်းပြည်ကိုကောင်းအောင်လုပ်မယ်ဆိုတော့နိုင်ငံရေးသမားတွေကများနေတယ်ဒါပေမဲ့အဲ့အချင်းအထိကိုပြဿနာမရှိသေးဘူးငါအစိုးရဖြစ်မှာတိုင်းပြည်ကောင်းအောင်လုပ်မယ်ဆိုတော့အတွေးလောက်ထိကိုပြဿနာမရှိသေးဘူးဒါပြဿနာတော့စပြီပြဿနာမရှိသေးဘူးဘယ်မှာပြဿနာရှိလဲဆိုငါအစိုးရမလုပ်ရရင်ဒီတိုင်းပြည်ကိုဖျက်ပြစ်မယ်ဆိုတော့လူတွေဆိုရင်ဒါပြဿနာရှိသွားတယ် လက်ရှိမြန်မာပြည်မှာကြုံနေရတဲ့ပြဿနာဒါပဲငါတို့အစိုးရမလုပ်ရရင်ငါတို့ထောက်ခံတဲ့သူအစိုးရမလုပ်ရရင်တိုင်းပြည်ကိုဖျက်ပြစ်မယ်ဆိုတဲ့တဖက်ဆုံးရောက်အတွေးတွေဝင်သွားလို့ကျွန်တော်တို့မြန်မာနိုင်ငံဒီလိုဒီလိုပြဿနာကြုံနေရတာဖြစ်တယ်ကျွန်တော်တို့အင်ဒီဂျင်နိုင်ငံတွေအားလုံးကိုကြည့်လိုက်နိုင်ငံရေးဟာအားလုံးကတယောက်နဲ့တယောက်နားလည်မှုတွေနဲ့နိုင်ငံရေးကိုတည်ငြိမ်အောင်တိစောက်ထားကြတာအဓိကနိုင်ငံတစ်ခုကိုပြပါဆိုရင်ထိုင်းနိုင်ငံကိုပြထိုင်းနိုင်ငံမှာတယောက်တယောက်သဘောထားကွဲလွဲမှုတွေက နက်နက်ဆိုင်ဆိုင်ရှိတယ်နိုင်ငံရေးပါတီတွေကြားမှာဘယင်းနဲ့နိုင်ငံရေးသမားတွေကြားမှာနိုင်ငံရေးသမားတွေနဲ့တက်မတော်ကြားမှာဒါပေမဲ့သူတို့အားလုံးမှာနိုင်ငံတော်ဆိုတဲ့အသိစိတ်တဲ့နဲ့ရှော့တင်တဲ့လူကရှော့ပြီးတယ်တင်းတင်းတဲ့လူကတင်းတယ်ဒီလိုမျိုးသူတို့တိုင်းပြည်ကိုဆွဲတင်သွားဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်မှာကြတော့ဒီလိုမဟုတ်ဘူးဒီကိစ္စဘာလို့ဆက်ညီလို့ငါတို့ဆက်ညီလို့ရတာလဲဒီကိစ္စကိုလုံးဝဆက်ညီရမယ်ကွာတိုင်းပြည်ပြတ်တာမပြတ်တာထားငါတို့မအုပ်ချုပ်ရရင် ဒါသူတို့ပြောတာရှိပါတယ်လုံးဝအုပ်ချုပ်ခွင့်မရစေရဆိုတဲ့စကားအဓိကပါတိုင်းပြည်ဖြစ်နေအဲ့တော့ကျွန်တော်တို့တိုင်းပြည်အနေနဲ့ကတစ်ကပါလဲဆိုတော့နိုင်ငံရေးပုံတံသွားကြရင်တော့နိုင်ငံရေးရဲ့သွားရမယ့် process တွေကိုအရင်ဆုံးနားလည်ဖို့လိုတယ်နားလည်ဖို့လိုအဲ့တော့ဟုတ်ပြီကျွန်တော်တို့ကခုလိုဒီမိုကရေစီနဲ့ပတ်သက်တဲ့ရွေးကောက်ပွဲတွေကိုအခုလိုမျိုးထားပါတော့ဟုတ်လားသူရဲ့ periodically ပေါ့နော်၅နှစ်တစ်ချိန်မျိုးပေါ့နော် မကျင်းပါဘူးဆိုဘယ်လိုအချိန်မျိုးမှကျင်းပါမှာလဲနိုင်ငံရေးဆိုတာကဘယ်နိုင်ငံမှမမဆိုနိုင်ငံရေးကြီးချင်းဆိုတာအနေအမြင်ရှိကြတာနော်အဲ့အနေအမြင်ရှိဖို့အတွက်ကိုလည်းကျွန်တော်တို့ကဟိုတက်တမတ်သေးတော့ဟိုဖြစ်စဉ်တွေကိုကျွန်တော်တို့ကအချိန်နဲ့တပြေးညီကျင်းပါဟိုပြုလုပ်ပေးနိုင်အောင်ဟိုကတက်တမတ်သေးဖြစ်စဉ်တွေဆိုတာပြောရရင်တော့ဟိုမှာငါးနှစ်ရည်ရွေးကောက်ပွဲကျင်းပါမယ်ရွေးကောက်ပွဲကျင်းအောင်ကျင်းပါလာအစိုးရအပြောင်းလဲကိုရွေးကောက်ပွဲကသွားရမယ်သူအစိုးရအပြောင်းလဲရွေးကောက်ပွဲကသွားအောင်သွားရမယ်အဲဒါမျိုးတွေပြောတာပေါ့အဲ့တော့ တဖြည်းဖြည်းနဲ့ဟိုမှန်တယ်လက်ရှိအနေအထားမှာတော့ချိုးရင်းချက်တွေအားနည်းချက်တွေရှိနေဦးမှာပဲအော်ဒီရေကောက်ရေကောက်ပွဲမှာမှန်တယ်စိုက်ညင်မှုတွေကလေပေါ်မှာပဲမဟုတ်ဘဲနဲ့မြေပြင်ပေါ်မှာစိုက်ညင်မှုတွေရှိနေဦးမှာပဲချိန်ကြောက်မှုတွေရှိနေဦးမှာပဲဒါတွေကိုကြောက်ပြီးတော့ကျွန်တော်တို့ကရှေ့ဆက်မလျှောက်ရင်ချော်လဲမှာကြောက်ပြီးရှေ့ဆက်မလျှောက်ရင်ကျွန်တော်တို့ကရှေ့ခီးမရောက်ရုံပဲရှိဒါကိုကျွန်တော်ပြောချင်တာအဲ့တော့တစ်ကဒီလိုစီစနစ်မှာဟာလာလူတွေပြောကြတယ်ငါတို့က နိုင်ငံတကာနိုင်ငံဥဆောင်မှုတွေငါတို့လည်းနိုင်ငံသားတွေဖြစ်တယ်ငါတို့လည်းပါဝင်ရမယ်လို့ပြောနေကြတဲ့လူတွေရှိတယ်ဒီလူတွေအနေနဲ့ကကျွန်တော်တို့ဘယ်ပါတီကိုကြိုက်ကြိုက်ကိုကြိုက်တဲ့ပါတီကိုတော့မဲထွက်ပေးဖို့လိုအပ်တယ်မဲထွက်ပေးဖို့လိုအပ်တယ်ဒါခင်ဗျားတို့ကျွန်တော်တို့အားလုံးဒီတိုင်းပြည်ကိုကိုလုံးနိုင်တဲ့ဘက်ကဒီတိုင်းပြည်ရဲ့ငြိမ်းချမ်းရေးပေါ့နော်တရားမျှတရေးခုနပြောတဲ့ကျွန်တော်တို့ဒီမိုကရေစီရေးအတွက်ကိုကိုလုံးနိုင်တဲ့ဘက်ကလုပ်တယ်လို့ဒီလောက်သဘောထားပြီးတော့ဟိုမဲထည့်တဲ့အလုပ်တော့အနေတော်လုပ်ပြနေတယ်လို့ကျွန်တော်ကဒီလိုမျိုး ြောခြင်းနော်ပြောခြင်းဘာလို့လဲဆိုတော့မြန်မာနိုင်ငံရက်တန့်နေလို့မရအောင်ရက်တန့်လို့မရအောင်ဘယ်နိုင်ငံမှမဆိုပါရက်တန့်ထားလို့မရအောင်ကျွန်တော်ရှေ့ဆက်သွားနေရမယ်နိုင်ငံရေးစီးပွားရေးလူမှုရေးပေါ့နော်ဒါမျိုးကိုကျွန်တော်ပြောနေတာဒါကြောင့်မို့လက်ရှိအနေအထားမှာဒီရပိုင်းနေအတွင်းမှာတော့ရုပ်ကုတ်ဝင်နေပတ်သက်တဲ့သတင်းတွေတော့လှိုင်းလှိုင်းပေါ်နေလိမ့်မယ်ပေါ်နေရတွေကိုစဉ်းစားပါသုံးသပ်ပါလေ့လာပါမဲပေးပြီးအောင်တော့ပေးပါကျွန်တော်ဒီလိုပြောချင်တာမဲပေးပြီးအောင်တော့ပေးပါခင်ဗျားတို့ ိုက်တဲ့ပါတီတော့ရှိမှာပါနောက်ဆုံးကြိုက်တဲ့ပါတီမဟုတ်တော့ကြိုက်တဲ့လူပုဂ္ဂိုလ်တော့ရှိမှာနော်မဲပေးပြအောင်ပေးပါလို့ကျွန်တော်ဒါကိုပြောချင်တယ်နော်ဟိုကျွန်တော်တို့ခြားသတင်းတွေမှာတော့တို့အဓိကဖော်ပြထားတာကတော့အဲဘယ်မေဆန္ဒနယ်မှာဘယ်ပုဂ္ဂိုလ်ပါဝင်ရှင်နိုင်မယ်ဘာညာအထိအသေးစိတ်တွေဖော်ပြထားတာရှိတယ်ဒါတွေကကျွန်တော်နောက်နေ့ကျမှကျွန်တော် gist ထုတ်ပြီးတော့ကျွန်တော်တေချာဖော်ပြပါမယ်နော်ဒီကျွန်တော်လည်းလက်ရှိအနေထားမှာအဲတနေရာရောက်နေလို့ပါနော်တနေရာရောက်နေလို့ဘာကြောင့်လဲဆိုတော့အဓိကသတင်းသုံးသပ်ဖို့အတွက်က တိတ်ချားသွားလို့ရှိရင်ကျွန်တော်ပြည့်တဲ့တည်းကကျွန်တော်ဆဲကြတော့မယ်လीအဲ့ဒါလည်းပါတယ်ထားလိုက်တော့